ားမိမိတို့ရဲ့မိခင်ဖခင်များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပါရစေ။ဆရာဒေါက်တာဆိုင်းမြတ်တူပါ။အဲဒီနေ့မှာတော့လက်ရှိမှာလည်းဆရာတို့ကလေးတွေမှာအဖြစ်များနေတဲ့ယောဂါတွေတဲ့တစ်ခုဖြစ်တဲ့ချောင်းဆိုးခြင်း၊ချောင်းဆိုးခြင်းအောက်မှာမှဆရာတို့ချောင်းချောက်ဆိုးခြင်းနဲ့ချွဲတလိထားပြီးချောင်းဆိုးခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဆရာဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒါကျတော့ကလေးတယောက် ချောင်းဆိုးပြီပေါ့နော်အဲ့တော့ချောင်းဆိုးတယ်ဆိုတာကတော့ဆရာတို့ရဲ့လက္ခဏာတစ်ခုပေါ့နော်အဲ့တော့သူ့ရဲ့မူလယောဂအစဆိုတာလေးရှိသေးတယ်လေနော်အဲ့တော့ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ချောင်းဆိုးတယ်ဆိုတဲ့လက္ခဏာကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာလဲဆိုတာကိုသိဖို့လိုအပ်တာပေါ့နော်အဲ့တော့ကလေးတွေမှာတော့နံပါတ်1အဖြစ်အများဆုံးချောင်းဆိုးရခြင်းရဲ့အကြောင်းအရင်းကတော့ဆရာတို့အေးမီအေးပတ်ပြီးတော့တုတ်ကွေးဝင်ခြင်းပါပဲအဲ့တော့ကလေးကတုတ်ကွေးဝင်ပြီဆိုရင်ဆရာတို့အရင်ဆုံးဖျားမယ် အဖျားပြီးရင်နှာစည်းလာတယ်နှာစည်းပြီးရင်ချောင်းဆိုးတာလေးနဲ့တွဲလာတတ်တယ်အဲဒီနေရာမှာဆရာတို့ချောင်းဆိုးရတဲ့အကြောင်းအရင်းတွေက တုတ်ကွေးထဲမှာမှဆရာတို့ဖြစ်ပြီဆိုရင်ဒီယောဂပိုးကလေချောင်းကိုဓာတ်ရိုက်ရောက်တဲ့အတွက်ကြောင့်မလို့လေချောင်းတွေရာရံပြီးတော့ချောင်းဆိုးရလည်းဖြစ်နိုင်တယ်လို့နှာစည်းတာနေပြီးတော့ကလေးတွေကနှာရည်လေးနောက်ပြန်ကြလေချောင်းတွေရောက်ပြီးတော့အဲဒီမှာချွဲတွေထားပြီးတော့ဆရာတို့ချောင်းဆိုးရလည်းဖြစ်တတ်ပါတယ်ဒါကတော့အဓိကအကြဆုံးအကြောင်းအရင်းပေါ့နော်အဲဒါအပြင်ဘာတွေဖြစ်နိုင်သေးလဲဆိုရင်ဆရာတို့ allergic တွေပေါ့နော်ဆိုတော့ကလေးမှာအဲအဖုံအမုံအမုံအမွားအဲ့ဒါတွေလေချောင်းတွေဝင်သွားလို့အသက်ရှူလမ်းချောင်းတွေဝင်သွားလို့ဖြစ်စေတရိတ်ဆန်အမွေးအမြင်တွေနဲ့ထိတွေ့ မှုများပြီးတော့ဒီတရိษံအမွေးအမြင်လေးတွေကလေရောင်းထဲဝင်သွားပြီးရာရံတာကြောင့်ဖြစ်စေ allergic စစ်စစ်ပေါ့နော်ခန္ဓာကိုယ်တစ်ကိုယ်လုံးလဲရာရံပြီးတော့ကလေးရအသက်ရှူတွေကျက်တယ်ဒါမျိုးချောင်းဆိုးတွေပေါ့နော်ဒါမျိုးလေးတွေ ਨੇ တွဲပြီးလာတတ်တာတွေလည်းရှိပါတယ်နော်အဲ့တော့ဒါတွေကတော့ချောင်းဆိုးစေရတဲ့အကြောင်းအရင်းတွေပေါ့နော် းတယ်တခုတည်းကိုဆရာတို့ကကွက်ပြီးတော့ကုတာထက်စာရင်ချောင်းဆိုးရတဲ့အเจ้าအင်းကိုဆရာတို့ကကုဖို့ကလိုအပ်တာ哦เนาะအဲ့တော့တုတ်ကွေးဖြစ်လို့ချောင်းဆိုးတယ်ဆိုလို့ရှိရင်လည်းဆရာတို့ကလေးတွေဖျားနိုင်တယ် နာစီနိုင်တယ်ချောင်းဆိုးနိုင်တယ်အဲ့တော့အဖျားရှိန်တက်ရင်ဒီနာစီချောင်းဆိုးလေးကကလေးတွေမှာပိုးခံရတယ်ပိုးဆိုးတတ်တယ်နော်အဲ့တော့အဖျားကိုလည်းကြအောင်ကုပေးဖို့လိုအပ်တယ်။နှာစည်းလို့မှနှာရည်တွေကလေချောင်းထဲကိုကြလေလေဒီချောင်းကလည်းဆက်ဆိုးသေးလေချောင်းမပြောက်ဘူးလေဖြစ်တတ်တဲ့အတွက်နှာစည်းတာအတွက်လည်းဆရာတို့ကစီးကုဖို့လိုအပ်တယ်။အဲ့တော့ဆရာတို့ဖျားရင် paracetamol တိုက်မယ်နှာစည်းရင်နှာစည်းပြောက်စေး barmitocitrizine အုပ်စုဝင်တွေတိုက်လို့ရတယ်။အဲချောင်းဆိုးတာအတွက်ကတော့ဆရာတို့ဈေးတိုက်မယ်ဆိုရင် ကလေးတွေကချောင်းချောက်လားချွဲချောင်းလားဆိုတော့ခွဲဖို့လိုအပ်တယ်เนาะဆရာတို့မတူဘူးเนาะဆေးချင်းလည်းမတူဘူးချောင်းဆိုရင်ချောင်းချောက်အတွက်ပေးရတဲ့ဆေးကတစ်မျိုး ချွဲချောင်းအတွက်ပေးရတဲ့ဈေးရတမျိုးရစရဈေးကန်းနေမှာဆိုရင်လည်းလာလို့ရှိရင်ဒါမိဘတွေကအိမ်မှာဆရာကြီးအိမ်မှာတော့ချောင်းဆုပ်ပြောက်ဈေးတော့ချောင်းဆုပ်လို့တိုက်ပြီးသားအဲ့တော့ကိုကချောင်းဆုပ်ပြောက်ဈေးပေးမယ်ဆိုရင်သူတို့မှရှိပြီးသားလို့တချို့ပြောတတ်တယ်။နော်တိုက်ထားပြီးသားပြောတတ်တယ်။အဲ့တော့ကိုကပြန်ပြီးတော့ချောင်းချောက်လားချွဲချောင်းလားအိမ်ရဈေးရဘာဈေးလဲမေးတော့ဟိုမိဘတွေကတချို့တော်တော်များများတော့မသိကြဘူးပေါ့နော်။အဲ့တော့ဆရာတို့ကပြန်ရှင်းပြရတယ်နော်။အဲ့တော့ချောင်းချောက်ဈေးတွေဆိုရင်ဒါဆရာတို့ dextromethorphan ပါတဲ့အုပ်စုဝင်တွေကချောင်းချောက်ဈေးတွေနော်။ချွဲချောင်းဈေးတွေဆိုရင်ဒါဆရာတို့ ဟို ambroxol တို့ bromhexin တို့နော် gofenazin တို့ဓာတ်ရီပါတဲ့ဆေးတွေကချွဲချောင်းဆေးတွေမတူဘူးချောင်းချောက်ကိုချွဲဆေးတိုက်ပါမတူဘူးချွဲဆေးကိုချောင်းချောက်ဆေးတိုက်လေချောင်းကြီးချိုသွားတာပဲရှိမယ်နော်ဒီလိုပြန် ပြီးတော့ရှင်းပြရတယ်နော်အဲ့တော့ဆရာတို့ကလေးတွေအမေတွေနဲ့လည်းဒါ တိထားရမှာကိုကလေးချောင်းဆိုးပြီဆိုရင်ချောင်းချောက်လားချွဲချောင်းလားဆရာဝန်ကမင်းရင်ဖြေနိုင်အောင်လို့เนาะအဲ့ဒါလေးကတိထားဖို့လိုအပ်တယ်အဲ့တော့ဆရာဝန်ရှိမှကလေးကအဟုတ်ဆိုချောင်းဆိုးလာရင်တော့ဒီဆရာဝန်ကအော်ကလေးအပန်းနားထောင်ပြီးတော့ချောင်းလားအချောက်လားချွဲလားသိနိုင်တာပေါ့เนาะအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒါအမေပြောတဲ့စကားကိုနားထောင်ရမှာအဲ့တော့ဆေးပေးတာမမားအောင်အမေကလည်းဒါအမေတွေအဖေတွေအားလုံးကဒါချောင်းဆိုးလို့ရှိရင်ချောင်းချောက်လားချွဲချောင်းလားအိမ်မှာတခါတည်းနဲ့เนาะကိုကလေးချောင်းတဲ့ကိုနားထောင်ထားဖို့လိုအပ်တယ် င်းဆိုးလို့ရှိရင်ဘလို့ကုသတဲ့နေရာမှာကုညီလို့ရတယ်လေပေါ့เนาะအဲ့တော့နံပါတ်1ရေများများတိုက်ပါဆိုတော့ကလေးကရေတက်များလေလေလေချောင်းမှာ soothing action လေးချောမွေးတဲ့ action လေးရလေလေကလေးအတွက်ချောင်းဆိုတာတက်တာလေးလေးပဲเนาะအဲ့တော့ hydration လည်းရှိတဲ့အခါကျတော့ကလေးရဲ့ဇီဝကမ္မလေပတ်မှုလေးလည်းပိုကောင်းတဲ့အတွက်ရေများများတိုက်ရင်ကလေးကိုယ်ကအားရောเนาะဒီလေချောင်းမှာချောမွေးတဲ့ action ကိုကြောင့်မလို့ချောင်းဆိုတာလေးကိုပိုးပြီးတော့တက်တာစေပါတယ်အဲ့တော့နံပါတ်2အစားအသောက် ပုံမှန်အစားအသောက်ကျွေးလို့ရတယ်ဒါပေမဲ့ဆရာတို့ခလေးတွေမှာချောင်းဆိုးပြီဆိုရင်မကျွေးတင်တာလေးတွေကအချိုများတာအဆီများတာလေးတွေရှောင်စေခြင်းနဲ့ဒါလေးတွေကတော့လေဟိုအချိုအရန်စားတာများရင်တော့လေသူ့ဟာနဲ့သူချောင်းဆိုးဖြစ်တတ်တယ်မှန်ပေမဲ့ဒီပုံမှန်ချောင်းဆိုးနေတဲ့အချိန်မှာပဲအချိုတွေဆီများတာတွေစားလိုက်လို့ရှိရင်အချောင်းချောက်ဆိုလဲတအားတအုံအုံကြီးဆိုးတယ် ချွဲချောင်းဆိုရင်လည်းစီများတာစားလိုက်ပြီလို့ရှိရင်ချွဲတွေကျက်တက်လာရောဒီလိုဖြစ်တတ်တယ်เนาะအဲ့တော့အချိုများတော့အစီများတော့အစားအစားဒါတွေကလေကလေးတွေကတိတ်ကြိုက်เนาะအဲ့တော့ဘာတွေလဲဆိုတော့ဆရာတို့ကိမ့်မုံချောကလက် ငမုံကျော်ပလာတာအီချာကွေးလဖက်ဆိုင်ရာဟာရီနော်အေးဂျယ်လီရေကဲမုံစီပြန်ဟင်းစီချက်အာလူကျော်နော်ဒါလေးတွေကတော့ရှောင်းဖို့လိုအပ်တယ်အဲ့တော့ဒါတွေစားနေရဆိုရင်တော့ပျောက်ဖို့ကတော့မလွယ်ဘူးเนาะအဲ့တော့ဒါတွေကိုလျှော့ဖို့လိုအပ်တယ်เนาะတတ်နိုင်သမျှတဘာဝကြတဲ့အစားအသောက်ထဲမှာအချိုးအစီနဲဒါလေးတွေရွေးပြီးတော့ကျွေးဖို့လည်းလိုအပ်တယ် လိုမျိုးကာကွယ်ကြမလဲပေါ့နော်အဲ့တော့အဓိကကြတဲ့အကြောင်းအရင်းအားတော့ကွယ်ဒီအချိန်မှာဆရာတို့ကတုတ်ကွေးဖြစ်လို့ရှိရင်တုတ်ကွေးရဲ့နောက်ဆက်တွဲအနေနဲ့ဖြစ်တတ်ကြတာဘူးအဲ့တော့အေးမမိအောင်အေးမပတ်အောင်လို့ဂယူဆိုင်ဖို့ကအဓိကကြပါတယ်နော်အဲ့တော့ဆရာတို့ အိမ်မပေါအောင်ဆိုရင်ဒါအိမ်မနေတဲ့ကလေးတွေဆိုရင်လည်းဒါလေစိမ်းတွေတိုက်တာမျိုးနောက်ရာသီဥတုအေးလာတဲ့အခါကျတော့เนาะသူတို့အဖို့အစားလေးတွေကဟိုဟိုဘော်ဒီဘော်ဖြစ်တယ်အိတ်တဲ့အချိန်မှာเนาะအင်ကြီးတွေလန်ပေါင်းကြီးတွေလန်အိမ်မှာအေးတွေပတ်တယ်အဲကွန်းဖွင့်ထားတယ်ဆိုလို့ရှိရင်လည်းအဲကွန်းကန်းထဲမှာဒဲကြီးအကြာကြီးနေမိတာပန်ကာလီတွေတောက်လျှောက်ခံမိတာဒါတွေမဖြစ်အောင်လည်းဂယူဆိုက်ဖို့လိုအပ်တယ်အဲ့တော့ကြောင်းသွားတဲ့အရွယ်ကလေးတွေဆိုရင်ဇာတို့အပြင်သွားလို့ရှိရင်အိမ်ရထွက်သွားတော့နေပူနေတာပဲပြန်လာတော့မှမိုးရွာတာကိုထီးမပါလို့မိုးကမပါလို့မိုးမီပြီးဖျားတတ်ကြတာ ါဘူးเนาะအဲ့တော့ကြောင်းသွားတယ်ဆိုရင်လည်းရာသီဥတုအေးရင်အေးတယ်လို့အညီရှိပေါင်းမီရှိဝတ်ပေးဖို့เนาะဆိုတော့အပြင်သွားလို့ရှိရင်ထီမိုးကအုတ်ထုတ်ဒါလေးတွေအဆောင်လေးတွေပါသွားဖို့ ယူဆိုင်ဖို့လိုအပ်ပါတယ်အဲ့တော့တတ်နိုင်သမျှမိုးရွာရဲဆိုရင်လည်းမိုးမမိအောင်ကလေးကိုလည်းမှားတာပေါ့နော်ဆိုတော့ဆရာတို့ကြောင်းသွားတာဖြစ်စေအပြင်သွားတာဖြစ်စေနားလေတတ်တဲ့အရွယ်ဆိုလို့ရှိရင်တသားကြီးမိုးတွေအရန်ကြီးနေရင်မိုးခိုအောင်နော်မိုးနည်းနည်းဆဲတော့မှပြန်လာခဲ့နော်လေစိမ့်နေမတိုက်စေနဲ့မိုးမိလာရဲဆိုလို့ရှိရင်လည်းအိမ်ပြန်ရောက်ရောက်ချင်းမှာ action ပြန်ယူရမှာပေါ့နော်6အောင်တုတ်ခေါင်းဆိုရင်လည်း6အောင်တုတ်ဒါလေးတွေကအရေးကြီးအရေးကြီးတယ်ဆိုပေမဲ့သတိလွတ်သွားတတ်တာလေးတွေပေါ့နော်ဆိုတော့ဒီအချက်လေးတွေကိုဆရာတို့ဂယူဆိုင်ပေးဖို့လိုအပ်တယ်ကလေးကိုအာဟာရရှိအောင်ကြွေးဖို့လိုအပ်တယ် တယ်เนาะသူ့ခန္ဓာကိုယ်မှာလည်းအာဟာရဓာတ်ကလေးပြည့်နေတော့မှတော်ယုံတန်ယုံဆိုရင်ကလေးကခန္ဓာရင်ရှိမှာပေါ့เนาะအဲ့တော့ဒီလိုခန္ဓာရင်ရှိအောင်ဆိုရင်လည်းဆရာတို့တုတ်ကွေးကောက်ွက်ဆေးတွေလည်းထွက်နေပြီเนาะအဲ့တော့တုတ်ကွေးကောက်ွက်ဆေးကြိုးပြီးတော့လည်းထိုးထားလို့ရတယ်အဲ့တော့တုတ်ကွေးကောက်ွက်ဆေးဒီ ဒါတုတ်ကွေးကို80ရာခိုင်နှုန်းကာကွယ်တဲ့အတွက်လုံးဝမဖြစ်ဘူးတော့မဟုတ်ဘူး။အဲဖြစ်ခဲ့ရင်လည်းတက်တက်တာတာနဲ့ပြီးသွားနိုင်တယ်။အဲ့တော့အဖျားကိုလည်းတက်တာစီတယ်ဆိုရင်ဒါဆရာတို့နှာစီချောင်းဆိုးကိုလည်းတက်တာစီတဲ့ action လေးရှိတာပေါ့နော်။ဆိုတော့ဒါကာကွယ်စီတွေလည်းထိုးထားလို့ရတယ်။အဲ့တော့အဓိကကတော့ကလေးတယောက်ကိုကအားလီကောင်းဖို့အစားအသောက်ပုံစံလေးမှန်ဖို့ နော်ဒါလေးတွေကိုဂိမ်းယူဆိုင်ပေးရင်းနဲ့နောက်ဆက်တွဲပေါ့နော်ကလေးရဲ့ဒီအကျမ်းမာရေးကိုဖျားတာနာတာအပြင်နာစီချောင်းဆိုးကအဆမဖြစ်အောင်လို့ဂိမ်းယူဆိုင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်နော်ဒီနေ့ဆရာတို့ဆွေးနွေးပေးခဲ့တဲ့ခေါင်းစဉ်လေးကတော့ကလေးငယ်များနဲ့ချောင်းချောက်ဆိုးခြင်းချွဲတလိကပ်ပြီးချောင်းဆိုးခြင်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အဒီအစီအစဉ်ဖြစ်မြောက်အောင်ပံ့ပိုးပေးတာကတော့ Cherry Golf ချောင်းဆိုးပြောက်စီရပဲဖြစ်ပါတယ် တတမီမီတို့အားလုံးလည်းချမ်းသာကြပါစေတတမီမီတို့ရဲ့မိခင်ဖခင်တို့အားလုံးလည်းချမ်းမြေ့သာရတဲ့မိသားစုဘဝလေးတွေကိုပိုင်ဆိုင်ကြပါစေလို့ဆရာဆုတောင်းပေးလိုက်ပါတယ်ဆရာဒေါက်တာဆိုင်မြတ်တို့ပါ thank you